မြန်မာနိုင်ငံကဒိဋ္ဌိကျဲမင်းသမီးကြီးတွေလာကိုးခွင့်ရတဲ့မင်္ဂလာတောင်ဖျားကစိုက်ကလုံအဆောင်မကြီးဝိညာဉ်တွေရတကယ်ရှိနေပြီးတော့သူတို့စိတ်ခံစားချက်တွေကိုလည်းလူတွေသိအောင်လို့ပူကပ်ပြောလို့ရှိကြပါတယ်။အရေးတဲမှာမှာအခုထိမြန်မာနိုင်ငံမှာတွေ့ကပ်နေတဲ့မြန်မာဘရင်နဲ့မိဖုရားယူရီးယားမေကတော့ထူးထူးခြားခြားဝိညာဉ်တကောင်လို့ပြောရမှာပါ။ဒါကြောင့်ဒီနေ့ရွှေဘို channel ဗီဒီယိုမှာဆွေးနွေးအချက်ကြီးတဲ့ယူရီးယားမေစုပန်ကလီယာရဲ့အကြောင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ ရန်ကုန်ပြည်လမ်းမင်္ဂလာတုံမြို့နယ်ပေါကုံးရက်ကွက်ဝါယာလက်ဈေးအနီးမှာရှိတဲ့ရှီဟောင်းသမိုင်းဝင်ကြိုက်ကလော့ဈေးတော်မြတ်ကြီးမှာရုပ်ရှင်လောကမင်းသမီးအများစုကဒီဖျားမှာဆုံးကတ်ခြင်းအလူဒါနပြုခြင်းတွေအများပြည်သူဖျားဖူးလာသူတွေစီကုန်ပန်တကူဝဲချူပစ္စည်းပေးဝေလူဒန်းခြင်းတွေကိုအခါကြီးရကြီးတွေမှာပြုလုပ်လေးရှိပါတယ်။ယိုရီယာဖျားဖူးအဖွဲ့ရီယာဆိုရင်လေဒီကြိုက်ကလော့ဖျားအဖွဲ့လိုက်တွေမှာမကြခဏလာကြပြီးတော့တနင်္ဂနွေတောင်ကွက်လက်ညောင်ပင်အောက်မှာပူဇော်ပွဲတွေပြင်ဆင်တာပူဇော်ပွဲလုပ်ကြပါတယ်။ အဲဒီလိုမျိုးမကြခဏလောက်တာများလာတော့ဖျားလူကြီးတွေလည်းတည်ကျင်စိတ်များလာပြီးပေါကုံရက်ခွက်ထရယူရီးယားဘာသာစကားတတ်တဲ့သူတယောက်အစင်သင့်ရှာထားပြီးတော့ယူရီးယားဖျားဘူးအဖွဲနောက်တစ်ဖွဲလာတဲ့အချိန်မှာဘာသာပြန်ကူညီနဲ့မေးမြန်းကြည့်တဲ့အချိန်ထူးဆန်းအံ့ဩဖွယ်ရာဖြစ်ပျက်တွေကိုသိရှိရပါတော့တယ်အရာတော့ယူရီးယားမှာကြန့်ရှိနေတဲ့ဗရင်တော်မဲမီပီယာအမျိုးယုံနဲ့ဆွေတော်မျိုးတော်အဆက်အနွယ်တွေကိုမီပီယာအမျိုးယုံကဝင်ပူးကပ်ပြီးအတိပေးလို့ပဲဖြစ်ပါတဲ့ရှင် ဝိညာဉ်မီဖုရားရဲ့ပြောစကားတွေအရသူမရဲ့အခေါင်းနဲ့အယိုးအိုးကိုဒီကြိုက်ကလော့ဖုရားရင်းမြင်တော့တနင်္ဂနွေတောင်မှာဘုရင်တော်မင်းအမိန်နဲ့မြုံနှံထားတာကြောင့်ဆွေတော်မျိုးတော်တွေလာရောက်ပြီးဖုရားပူဇော်ပြီးပြီဆိုရင်တော့သူကတနင်္ဂနွေတောင်ရင်းပြင်းမှာပူဇော်ပွဲလုပ်ပေးဖို့အတွက်တောင်းဆိုစကားပြောခြင်းပဲဖြစ်ပါတဲ့ရှင်အရင်နောက်အနုပညာလုပ်ငန်းလုပ်ကိုင်းတဲ့သူတွေသူမအဆက်အနွယ်တွေမှာရုပ်ရှင်မင်းသားမင်းသမီးတွေကိုလည်းအောင်မြင်အောင်မဆပေးနိုင်ကြဝင်ပူးပြီးတော့ပြောဆိုပါရစေ ။ဒါကြောင့်အမျိုးရုံရဲ့အဆက်အနွယ်တွေအမျိုးတွေကလာရောက်ပူဇော်ရခြင်းဖြစ်ကဒီအကြောင်းတွေကိုတည်ထားတဲ့မြန်မာရုပ်ရှင်မင်းသမားမင်းသမီးတွေရာလေလာရောက်ပူဇော်ခြင်းဖြစ်ကြောင်းသိရပါတော့တယ်။ အခုလာတဲ့အဖွဲ့ကအနှစ်စဉ်ပူဇော်ပွဲလုပ်တာ၃နှစ်ရှိနေပြီမင်းသမီးအမျိုးရောဝိညာဉ်ကိုထိုင်းနိုင်ငံဆီပြန်ခေါ်နေတာ၃နဲ့၃ကရှိပေမဲ့မင်းသမီးကပြန်မလိုက်လိုပါပဲနဲ့သူမဆန္ဒပေါ်စေတနာမြတ်တာကြီးမားတဲ့ဘရင်တော်အပိုင်စားပေးထားတဲ့နေရာဖြစ်တဲ့မောင်တော်ရဲ့တိုင်းနိုင်ငံမှာပဲဆက်လက်နေထိုင်လိုကြောင်းနဲ့နောက်ထပ်မခေါ်ဖို့ခရီးတောင်းကြောင်းပြောလာတဲ့အတွက်အဲ့ဒီထိုင်းရွယ်အဖွဲ့တို့ငိုယိုပြီးတော့ပြန်သွားကြပါရစေ။ ဒါလို့ねဒီဖြစ်ရဟာမြန်မာလူမျိုးတွေအတွက်တော့ယုံတဝက်မယုံတဝက်ဖြစ်နေပြီးမိမိပြောက်ပြောက်ဖြစ်ရကနေ1999ခုနှစ်ရောက်မှာတော့ပြည်စည်းရွေးနေတဲ့ကြိုက်ကလော့ဖျားထီတော်ကြီးကိုနိုင်ငံတော်အဆက်နဲ့အသက်လဲလဲထီးတင်ပွဲကြီးပြုလုပ်ခဲ့ပါတယ်မူလာထီတော်အဟောင်းကြီးထားဖို့နေရာတွေကိုစဉ်းစားတဲ့အခါတနင်္ဂနွေတောင်းကကျဲလဲကျဲတယ်ထီတော်အဟောင်းကိုကွန်ကရစ်နဲ့ငုံပြီးတော့ဖျားတည့်ရင်ကောင်းလိမ့်မယ်လို့အများသဘောတူဆုံးဖြတ်ကြပြီးဖောင်ဒေးရှင်းတူးတဲ့အခါမှာအလौဒသမားတွေကအယိုးစုဟောင်းကြီးကိုတူးဖို့တွေ့ရှိခဲ့ရတာပါ အဲဒီနေ့မှာပဲတိုက်တိုက်ဆိုင်ဆိုင်အင်းစိန်ကယူရီးယားတရဘာသာပြန်ကိုပြေးခေါ်မိလိုက်တော့ဘရင်တော်မင်းရဲ့ယူရီးယားမိဖုရားအမျိုးယုံနေပြီးယူရီးယားကသူ့အဆက်အနွယ်တွေကိုနှံနှံတဲဖို့ခေါ်လိုက်ပြီးဖြစ်ကြောင်းနဲ့ဖျားလူကြီးတွေကခွင့်ပြုစေလိုကြောင်းကြားသိရပါတော့တယ်။ဒီတော့မှဖျားလူကြီးလည်းခွင့်ပြုပေးမှဖြစ်ကြောင်းကြေညာပေးလိုက်ပါတယ်။အဲဒီနောက်ထိုင်းကအငိမ့်စားဘိုးချုပ်ကြီးနဲ့ထိုင်းဘိုးတော်ဦးဆောင်တဲ့အဖွဲ့ရောက်လာပြီးယူရီးယားမင်းသမီးအတွက်နှံနှံကိုယ်တိုင်ဆောက်ပေးသွားတယ်လို့သိရပါတယ်ပရိသတ်ကြီးတို့ရဲ့။ ရေဘူဌာနကထုံးလွှင့်ပေးခဲ့တဲ့အကြောင်းအရာတွေကိုကြိုင်းတဲ့သက်စိတ်ဝင်စားလိမ့်မယ်လို့မျှော်လင့်မိပါရယ်အသက်သက်သောစိတ်ဝင်စားဖွယ်ကြိုင်းတဲ့သက်ဖွယ်အကြောင်းအရာနဲ့ပြန်လာခဲ့ပါအောင်မယ်ရှင်